ားလုံးပဲမင်္ဂလာပါညဆိုင်းလန်တဲ့ဌာနမှပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့စော်ဘုံနဲ့ပတ်သက်ပြီးစိတ်မကောင်းစရာသတင်းတွေပြောလာတဲ့ပိုင်ရဲကွေရုပ်သံဗီဒီယိုဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာဒီမှာပိုင်ရဲကွာစော်ဘုံနဲ့ပတ်သက်ပြီးဘလို့စိတ်မကောင်းစရာတွေပြောဆိုထားတဲ့ဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းစိုင်းလန်တဲ့ဌာနမှအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ကိုဇော်ဖုံးရအကြောင်းကိုသိကျင်တယ်ဆိုလို့ဒါပိုင်းရမှာပြောပဲနေမှာအခုတော့ပြောပြပြီးပါမယ်ကိုဇော်ဖုံးရပုံမှန်905ကာကြီးနဲ့မိတီမင်းပြူးနေမှာပေါ့ပြူးနေမှာဒါရဲစခန်းမှာထိန်းသိမ်းခံထားတာရှိတယ်အဲ့ဒါပြီးသွားတဲ့အချိန်ကျတော့သူတို့ဒီအိုးဘုံထောင်ပို့လိုက်တယ်ယမန်ကြီးဆိုလို့ရှိရင်14ရက်ပေါ့မထားတော့ဘဲနဲ့အိုးဘုံထောင်ပို့လိုက်တယ်20အဲ20 26ရက်နေ့မှာကြာလို့ရှိရင်သူရုံးထွက်ပါလိမ့်မယ်တရားစွဲဆိုမှုရင်ဆိုင်ပါလိမ့်မယ်ဒါလေးတော့တိအောင်ပြောကြပါလေအမှန်ရဲစခန်းမှာစစ်စည်းပြီးဖမ်းဆီးသွားပြီဆိုတော့14ရက်ထိတော့နေလို့ရတယ်ဒါမှမဟုတ်14ရက်နေ့ထိတော့ဘလူးမမထားပါဘူးအလွယ်တကူသွားကြတာတချို့ဆိုခွန်လင်းနဲ့သွားတယ်တချို့ဆိုရှေ့ရက်ဆက်ရက်နဲ့အမှုတိဆောက်ပြီးသွားလို့ချင်းအဲထောင်မှာပဲသွားနေကြတာများပါတယ်နော်ဒီအချုပ်ခန်းတီးတဲ့အခါကျတော့နန်စော်နေတာရှိတာအောင်နော်အဲ့တော့ ထောင်ထောင်ချုပ်ကြတော့လေကျေဝန်းတာကိုအဲ့လိုမျိုးရှိတယ်အဲ့ကြောင့်အဲ့ထောင်ချုပ်ကနေပြီးတော့သူတို့တရားရင်ဆိုင်မှာဖြစ်ပါတယ်အဲ့ဒါလေးကိုတိအောင်ပြောပြချင်ပါတယ်တပတ်မီဒီယာပြောလို့ဘာတွေပါလဲညာတွေပါနှစ်နဲ့သက်သုံးနဲ့မရှိပါဘူးပုံမှန်ငါငါကာကြီးဆိုတာအလုံးကြောင့်ကြာနှစ်နဲ့သုံးနဲ့ပါပဲဒါလည်းကိုစောဖုန်းကြီးနဲ့ကျွန်တော်အမြဲတမ်းလို့ပြောကြတော့တက်တဲ့စကားလေးရှိဒီနေ့ငါတို့ဖြစ်ရင်ကွာအများဆုံးဖြစ်ရင်သုံးနဲ့ပါငါငါကာကြီးဘာချက်မလဲသုံးနဲ့အေးစေခါတော့လုံးသိလုံးလိုက်တာလုံးပါပြောသိပြောလိုက်တာပြောပါပဲဆိုတာလို့နော်အဲ့မှာကိုစောဖုန်းကြီးကျတော့စိတ်ထဲတော့မှာခေါင်းပေါ်ကြကိုစောဖုန်းကြီးလုံးဆောင်ချက်လေးတွေအများတော်နော် ဆိုရတော့ကျွန်တော်တို့ကမပြောပါဘူးသူကသူဘလို့ပဲဆိုတော့ဒါပေမဲ့ကိုစောဘိုးရဲ့နှုတ်ဆောင်ချက်ကြီးကကိုစောဘိုးလှူဒန်းနေတဲ့သူတွေကဒန်းနေတယ်တချို့ဆိုကျမကြီးမှာအကောင်လုံးလှူတယ်စေးဝါးလှူရပတ်စံလှူရတွေရှိတယ်အဲ့လူတွေကကျွန်တော်တို့ဖုန်းဆက်ပြီးတော့ကိုပိုင်ရဲ့ဒလိုလေးစေးဝါးမရှိလို့ဒလိုလေးကုညီပါအခြားတော့ကိုစောဘိုးကြီးဆိုတော့တို့ကြအကူညီတောင်းလို့ရပါတယ်ဒါမျိုးတွေဖြစ်တာဟောအဲ့တော့ကျွန်တော်ဟုတ်ကဲ့ခင်ဗျာကျွန်တော်ရှိနိုင်တာလေးပဲနောက်နေ့နဲ့ညလာတဲ့ခါကျကျွန်တော်လည်းမနိုင်တော့ဘူးဖြစ်တော့မနိုင်တော့ပြတော့မနေ့ကဒီနေ့ဆိုလို့ကျင်တယ်ဖုန်းကခုနှစ်ကောလောက်ဝင်တယ်အဲ့တယောက်ထဲအဲ့ဆက်ရလည်းပဲဘာဖြစ်လဲဆိုတော့လေးဖြတ်နေလို့စေးဝါးမရှိလို့ ဲ့တော့ကိုစော်ဘုန်းကြီးကလှုပ်ဆောင်ချက်ကလည်းတကယ်တမ်းပြောလို့ရှင်လို့ရှင်အောက်ခြေပြည်သူတွေရဲ့ဒုက္ခတွေဆင်းရဲတွေလည်းသူတောက်ချောက်လိုက်လုံနေတာကျွန်တော်တွေ့ရအခုဆိုလို့ရှင်ကျွန်တော်လိုင်းလောက်ရတဲ့ပုံစံမျိုးတော့ကျွန်တော်မှဖြစ်နေတယ်ဟိုပုံဝေဆိုကျွန်တော်ခါတိုင်းလည်းလူလူဝေးနေပါတယ်ကျွန်တော်လည်းဘယ်မှပတ်ဆက်မရဘူးဗျာ ပြီးတော့ကိုစော်ခွန်ကြီးတို့သူမင်းမတလသိန်း80သိန်းနဲ့ပေးနေတာကျွန်တော်ကကျွန်တော်မင်းမကျွန်တော်စီတော်မဒီနိုင်ငံရေးကြောင့်စေရေးကြောင့်လေးပြောလို့ကျွန်တော်စီတော်မနေအဲ့အဲ့ဒါကွာကျွန်တော်ကကျွန်တော်လူပညာနဲ့ရှာထားတဲ့ပတ်စံလေးတွေနဲ့အိတ်ခံဝဲသွားလို့ရတဲ့ပတ်စံလေးတွေနဲ့ဒါလေးတွေစုပေါင်းပြီးကျွန်တော်ကလူတာကျွန်တော်စီရောကိုပိုင်ကြီးဘယ်လောက်ပါပါရပါဘလူးကကျွန်တော်ပေးဘူးတာမရှိဘူးဒါကျွန်တော်ပုံမှန်နဲ့နဲ့ပြောတာနော်အဲတချို့တတိယကတော့တချို့လူတွေကတော့ပြောပါတယ်ကိုပိုင်ကြီးအဲလိုအပ်တာရှိရင်ပြောပါသူစီဖုန်းဆက်ပါဘယ်လိုလုပ်ကျွန်တော်ဖုန်းဆက်မှာလဲ ဲ့ဒါသူကလူကျင်တယ်ဆိုလို့ကျင်တော့ဗာလေးလူပေးပါဆိုတာလူပေးလိုက်မှာကျွန်တော်နေတဲ့ကောင်ဘာလို့ပါတယ်ဆိုပြီးတော့မှဘယ်လိုလုပ်ဖုံးဆက်ပြီးပြောမှာတော့လို့မဟုတ်လားအဲ့တော့ကိုပိုင်ရဲ့ရောဒါလေးတော့အဲတန်ဆောင်သားကြီးလူပေးလိုက်ပါဆိုတော့ကျွန်တော်လူပေးလိုက်မှာဒီပိုင်းပဲရှိအဲ့တော့ကိုစုံဝင်းရဲ့လုံဆောင်ချက်ကြီးကကြောက်စရာကြီးကျွန်တော်ပြောတာဟိုကိုရှိတာနဲ့ပဲကိုလူနေရတာဖုံးဝေးဆိုလဲအာအဝေးကျွန်တော်မိန်းမဖုံးဆက်ကြင်လို့ပြောဗျာဟိုတထောင်တော့ကျွန်တော်ရှင်းတန်းမှာရောက်နေလို့အရှင်းတန်းရောက်နေတဲ့ကောင်သူမိန်းမစီဖုံးမဆက်ပဲငါစီပါအောင်ဆက်တာလေငါလည်းစုံနေကြတယ်သူမိန်းမကြတာမဟုတ်ဘူးသူမိန်းမအိမ်မှာလည်းပတ်စံစားစရာမရှိဘူးဖြစ်တာအဲ့လိုမျိုးနော် ဟိုတခါတလာကိုအေးဘိုးဘိုးလေး9000လောက်ပေးကြ3000လောက်ဝဲအီး online နေအခြားဆင်းရဲ့ရဲဘော်ရဲ့မိန်းမလေးအဲ့လိုမျိုးအကူညီတောင်းတာမျိုးတွေရှိတယ်အဲ့တော့ကိုစော်ဝင်းရအဲ့လိုမျိုးတွေလိုက်လိုက်ပြီးတော့လဲသူလည်းပေးရတာတွေရှိတဲ့အခါကျတော့သူ့ကိုပို့ပြီးတော့ဟိုအောက်ခြေပြေကိုတက်မလို့သားတွေကပို့ချစ်ခင်ကြတာဗောကျောင်းစီကိုအကူညီတောင်းလာတဲ့လူတွေကမြင်ဟလာဟာဗောမြားလာတော့ကျွန်တော် အော်ကိုစော်ဝင်းကိုကျွန်တော်ကြည့်ပြီးစိတ်ထဲမကောင်းကိုချင်းသာသူ့ ကျွန်တော်ကတော့ကျွန်တော်ကူညီနိုင်တာကကူညီ။ तू ကတော့တထေး तू ကတော့သူ့အနေထားနဲ့သူရှိတာဟုတ်။ကျွန်တော်ကတော့ကျွန်တော်ကကျွန်တော်လေးပဲစူးစမ်းရုံးကံပြီးတော့လောက်ရတဲ့အာမျိုးဖြစ်တယ်။ဒီကြားထဲမှာမှကျွန်တော်ဟိုပိုင်ရဲကိုကဟိုဘာမှမဟုတ်ပစိုးရောင်းမှုအထင်ရောင်းမှုဆိုတာမျိုးပဲဖြစ်တယ်ဆို။အမှန်တကယ်ကျွန်တော်ကအဲ့ဒီပစိုးလေးကရောင်းရလို့အာမြက်လို့ရှိရင်အဲဒီဒီအာမျိုးအထက်လေးပေါ့။ဒါ အရင်ဆို1800ရှိတယ်ဗျာ3000ရောက်လို့2000လောက်မြတ်တယ်ဆိုလို့ရှင်ငါအထယ်တက်တော့ကိုယ်အထယ်100 900 500လောက်ကုန်တယ်ဆိုလည်းမစိုးဘူးငါလုံနေတက်မောင်းလာတယ်အခုလူလို့ရမယ်ပြေးလို့ရမယ်ကိုယ့်တော်ကိုမစင်စားဘူးအဲ့ဒါလေးစဉ်းစားပြီးတော့ကျွန်တော်ဒါကိုလုပ်လိုက်တာတက်မောင်းလာတယ်ကသူ့အနေနဲ့တူတော်မှဒီတနေ့နဲ့တနေ့ဖုန်းဝေတော်မှဖြစ်နိုင်တယ်ဒါဒီ3000လောက်ဘလို့ကဝန်တယ်ကျွန်တော်ကဒါကြီးကရာနဲ့ချီတက်ကုန်တာဗောဟုတ်လားအဲ့တော့ကျွန်တော်ကပြောချင်အနုပညာသမားလုပ်လို့ရှင်တော့ကျွန်တော်ကအာဘာညာရောင်းလို့ရှင်တော့ချက်ချင်းတက်တာဗော ်အခုတောင်းတော့ဘက်ကိုထောက်ခံပြီးတော့မှဒီလိုလုပ်ပြနေတော့ဒါကိုကျွန်တော်ဒီဟာနဲ့စီးပွားရှာကျင်နေဆိုပြီးတော့အပြောခံရပြန်ဟောအမှန်ကကျွန်တော်ဒါကတချို့တမ်းမရင်မကောင်းမနဲ့ဒါတမ်းတော်ကနေထွက်သွားတဲ့လူတွေခြေပြက်လက်ပြက်တွေအများကြီးပဲကျွန်တော်တို့ဒါဖုံးဆက်ပြီးအကူအညီတောင်းနေရတဲ့လူတွေအများကြီးပဲရှိတယ်။အရှိအရာကအကုန်အများကြီးရှိတယ်။သူတို့လည်းမေးကြည့်လိုက်ကျွန်တော်ဘာကူညီပေးပါဘာလုပ်ပေးပါသူအားလုံးတချို့တစ်စီးတောင်ကျွန်တော်ပြောတယ်။အကူပိုင်းဘာလိုအပ်လဲလိုအပ်တာပြောကျွန်မကူညီပေးမှာဆိုတော့တခုံးမှကျွန်တော်ပြန်မပြောဘူး။အားဟုတ်ကဲ့ခင်ဗျဒါပဲပြောတယ်။ ပြန်ဝင်မပြောတာဘာဖြစ်လို့လဲကျွန်တော်ရဲ့ကုံတဲ့ကကျွန်တော်ရဲ့အချက်တရားကိုပတ်စံနေလဲမလဲစိတ်လမ်းမဝင်စားဘူးเนาะအဲ့တော့ကျွန်တော်လူနိုင်တာကျွန်တော်ရှာဝင်နိုင်တာဝဲကျွန်တော်လူတယ်အခုကျွန်တော်ဒီမှာလာပြီးအခုညီတောင်းတာဒီနေ့ဆိုဖုန်းခုနှစ်ကောလောက်ရှိနေပြီကျွန်တော်ရှင်းနေမှာဟိုရခိုင်နဲ့အကြောင်းဟာလေးတွေကိုဒီအာမန္တာ၃လေးလေးအကြောင်းနေကြောက်ပြီးတောင်းနေဖုန်းဆက်ပြီးတော့ဒီမှာလုတ်ပြီးပြောပြီးအဲလုတ်နေတဲ့အချိန်မှာဒီဖုန်းကတော်တော်ဆက်လာတာလာတော့အော်ကျွန်တော်လည်းဒါလေးပြီးတော့မှကျွန်တော်ဒါလေးပြီးမှဖြေချိန်မှသူခမရလည်းရှင်းဖို့တော်တော်လိုရှာနေလို့နေမှာဗောကျွန်တော်စီကိုဖုန်းဆက်တာကျွန်တော်မှလည်းပဲဒါဟို 表姐那边都外路边新了，我那讲了，表姐妹们，他们国外路边路上了过，这哈雷一都要来声音了，还说在那过早步行过的啥，都啊都啊都啊过、啊啊啊、的不不热不晓得。明早哎呀明要都行，上一嘛都过来刚接刚,刚开干为了，过，在那天天奶奶奶奶外头到，还有拖杆一带他的。 ီးတော့ဖုန်ကြီးစိတ်ချင်းရောင်းပါလေဟိုတချို့ကြောက်ဗျာတကယ်ဟိုဈေးဝတော်မရှိဘူးပေါ့ဆိုမှာအော်ငါသားလို့အဲ့လိုမျိုးလေးဖြတ်ပြီးတော့အဲ့လိုမျိုးဖြစ်လို့ချင်းငါစားဖို့တောက်ဖို့မပြောနိုင်ဈေးဝတော်မရှိငါလည်းအဲ့လိုပဲခံစားရမှာပဲလေးဆိုအတွေးကြီးကိုခေါင်းလုံးရောက်ပြီဒါဇက်တွေပါထိုးတက်တက်လာအဲ့တော့ကျွန်တော်ဒီဖိုင်လေးကိုမဖြစ်မနေတော့ပြောမယ်တချို့ကိုယ်စော်ဖုန်ကြီးကိုမတရားပြောနေကြတဲ့လူတွေဟာ အဲကိုကြီးစာပေးဖို့ပဲကျွန်တော်ပြောချင်ပါတယ်ဗျာမတရားကြီးလည်းမပြောကြပါနဲ့သူလည်းသူတက်နိုင်တော့ဘတ်တော့မတူကြဘူးဗျာတစ်ဖက်ကတော့လည်း PDF ဘက်ကအဲအားပေးတယ်ဒါတော်လိုင်းဘက်ကိုအားပေးတယ်ကျောင်းဆောင်ဘက်ကလည်းတက်မှာမှာဘတ်တော့တူတာခင်ဗျားတို့ရန်သူလည်းမဟုတ်ဘူးဗျာလုံးဆောင်နိုင်တာဒါခုံယူရမှာမြန်မာတို့ဘက်ကလည်းကြိုက်တယ်လို့လုံးလုံးတဲ့ဥစ္စာကိုခုံယူရမယ်ကျွန်တော်တို့လည်းကျွန်တော်တို့တက်မှာဘက်ကဟိုတက်နိုင်တော့ပံ့ပိုးပြီးတော့ကုညီပေးတယ်ပြည်သူတွေဘက်ကပံ့ပိုးပြီးကုညီပဲကျွန်တော်လုံးဆောင်နိုင်အောင်ကျွန်တော်တို့ကခုံယူရမှာဗျာနော်အဲ့တော့ကြောင်းတဲ့ပုတ်ခတ်ဖို့မလိုပါဘူးမြန်မာမီဒီယာတွေကလည်းပဲမီဒီယာကသူကစီးပွားရေးလုပ်ငန်းအဖြစ်သူကလုံးဆောင်ကြ တာဖြစ်တယ်ဟုတ်လားအဲ့တော့ပြည်ညာဝင်ကြီးဌာနကိုလည်းစစ်စာတင်နေတင်ပြီးတဲ့ခါကျသူကတရားဝင်ဆိုတဲ့ပုံစံမျိုးနဲ့လှုပ်ဆောင်ကြတာရှိတယ်။အဲ့တော့သူတို့လည်းပဲမှားရင်လည်းသူတို့လည်းပဲခံရမှာပဲမှန်ရင်လည်းပဲခံတာဘယ်ဖွဲ့စည်းဘာမှရှင်းလို့မရအောင်ကိုပြုတဲ့မြတ်ကကိုပဲခံမှာကျွန်တော်တို့ကြတော့ဒီမီဒီယာနဲ့လည်းအတမွေးဝမ်းကြောင်းမဟုတ်ဘူးဗျာ နောက်ကျွန်တော်ကပြည်သူ့အတွက်ပဲခုညီပေးတာရှိတယ်ပြည်သူ့အတွက်ဟင့်တိုင်းတပွဲပဲလုပ်ပေးတာရှိတယ်အချိန်ကြီးကတော့ကျွန်တော်တို့လည်းသွားမယ်အနေထားမျိုးတော့ရှိတာပေါ့နော်ဒါကလည်းပဲကျွန်တော်တို့ကလုပ်ပေးတဲ့လုပ်ပေးတိုက်တယ်လို့ယူဆပါတယ်ဗျဒီကြားထဲမှာကိုစော်ဘုန်းကြီးကိုပြောနေကြတဲ့သူတွေကိုတောင်းပန်နေတာတခုရှိရတယ်ကိုစော်ဘုန်းကြီးလှူလိုက်တန်းနဲ့လှုပ်ပြီးပင်ပန်းခံတာတွေကအဲတော်တော်များတယ်ကျွန်တော်ဒီရက်ထဲမှာသူပြဿနာဖြစ်တဲ့နောက်ပိုင်းမှာကျွန်တော်တို့ရဲ့သူ့ရဲ့ ဟိုနေနေပေါ့ဗျာဟိုတူလှနေတဲ့သူတွေကကျွန်တော်စီကအကုန်ကြီးတွေကအကုန်လုံးဝိုင်းတောင်းလာတော့ကျွန်တော်ဆိုဒီရက်ထမ်းပါဆိုခေါင်းတွေကိုကာပြီးမနေ့ကလည်းလိုင်းမလွင်နိုင်ဘူးအဲ့ဒါလေးကိုစိတ်ဆင်းရဲရောဘာလို့ကောင်းမလဲအထက်ကလည်းဝမ်းမဲလူကမရှိဘူးသူတို့ကလည်းသူတို့ကိုဘာလို့ဝမ်းမဲလဲမသိဘူးဝမ်းမဲလဲရောင်းပါမယ်တစုံသုံးသောင်းလောက်ကျွန်တော်စီကိုဒီဖုန်းနံပါတ်၃၉ကိုပါလဲ6နဲ့4 5 4 5ကျွန်တော်စီလည်းဆက်လို့ရပါတယ်ကျွန်တော်ရဲ့မန်နေဂျာဖုန်းနံပါတ်လည်းကျွန်တော်တစ်ခါပြောဦးပါတယ်3 9 6653340အဲ့ဒီကိုလည်းဆက်ပြီးတော့ကျွန်တော်တို့ဒီဟာလေးတွေဝယ်ပေးပါဆိုတော့ဂူဒီအယောင်းဝယ်မဖြစ်ဘူးစားစင်နေပြောပြအဲ့လူတွေကိုကိုစော်ပွင့်ကူညီပေးနေတာကျွန်တော်ဆိုတကယ်လေးစားလို့မစိုးဘူးကျွန်တော်ကဒီ၄ငါးလလောက်ကအဲစကားမပြောပြတာမပြောပြတော့တာဆဲနေလို့ကျွန်တော်ကျွန်တော်ကကြောက်အားသေးအမင်းမဖြစ်ဘူးပြောလည်းမပြောချင်ဘူးပြောလည်းကျွန်တော်မဟုတ်ဘူးသူကပြောမှလေအဲအဲ့လိုမျိုးじゃသူ့ရဲ့ brand နဲ့သူတော့ဆိုတော့ကျွန်တော်လည်းမပြောတော့ဘူး အဲ့တော့ကိုဇော်ဖုံးရဲ့အပူတွေကျွန်တော်စီရောက်လာတော့ကျွန်တော်နေလဲခေါင်းကိုက်တယ်အဲ့တော့အားလုံးကကိုဇော်ဖုံးရင်ကိုခင်ဗျားတို့ဟိုဆဲဆိုပြီးတော့ပြောကြနေမှသူမကောင်းတာလေးပြောကြနေမှသူသူကကောင်းတာလေးလည်းရှိပါတယ်ဗျာအဲ့အားလေးကိုတည်သိခြင်းပါလေအများစုကတော့အောက်ခြေစစ်တီကြီးကတော့သူတော်တော်ဟိုလှုပ်ဆောင်ပေးတာကိုကျွန်တော်တွေ့ရပါတယ်အဲ့ဒီလူရလည်းကျွန်တော်စီမှာအခုဆိုရင်တော်တော်ရောက်ချလာပါပြီเนาะအဲ့အားလေးလည်းကျွန်တော်ကူညီဖို့အတွက်ကိုကြိုးစားနေပါတယ်အဲဒါတချို့ကန်ဆမ်းမလေးလည်းပြောနေကြတယ်ရောက်တော့ရောက်မေးတယ်ဗျာရောက်ပြီလည်းကျွန်တော်လှူဖို့ပဲစဉ်းစားတာဒါနဲ့လှုပ်တော့လှုပ်ပေးခြင်းနဲ့ ကျွန်တော်လည်းစိတ်တွေညင်းနေခေါင်းတွေကိုက်နေပြဒီတလုံးမှာအဲကိုသဘောင်းရဲ့လှူဒန်းခဲ့တဲ့သူတွေကအခက်ခဲတွေရှိနေတဲ့သူတွေကျွန်တော်စီကိုရောက်လာတာလေးဖြစ်တာဘူးเนาะအဲ့တော့ဟိုကိုသဘောင်းရဲ့ဒါသူ့ရဲ့စေတနာရသူလည်းပြန်ပြီးအကျိုးပေးပါလိမ့်မယ်လို့ပြောနေပဲအားလုံးကျမပါသေးတတိုင်းတိုင်းရလူကြီးမင်းများအနေနဲ့လည်းပဲဒီပြောမှဆိုမှရှိတာလေးဆိုတော့ခွင့်လွှတ်ပေးစေချင်ပါတယ်ဗျာအားသာလေးဟိုတော့ဘိုင်ရဲကိုဆက်ဆင်ပြီးတော့အနည်းငယ်တောင်းပန်များစေအားလုံးကြောက်ဆွမ်းကြပါဗျာ73ရက်6လ2025ပေါ့เนาะ အဲရခိုင်မှာဆိုလို့ရှိရင်တော့တောက်ပြီမှာတော့ကောင်းကောင်းပွဲကြမ်းနေတယ်တောက်ပြီမှာကောင်းကောင်းပွဲကြမ်းနေတယ်မနေ့ကတော့ပြိုင်စစ်ကြီးပါမှာဆိုလည်းပဲဒါ night version နဲ့ drone တွေဘုံတွေလက်နက်ကြီးတွေနဲ့အပြိုင်အဆိုင်ကိုဒါအေးကိုအောင်နေရှိတဲ့နေရာလေးကိုအကုန်ရှင်းလင်းတာရှိတယ်စစ်တွေပဲလည်းရှင်းလင်းလာတယ်တန်တော်ဘက်ရှင်းလင်းလာတာရှိတယ်အဲတန်တော်ဘက်တွေလည်းဒါစစ်ကစကစားတော့မယ့်အနေအထားမျိုးရှိတယ်အဲ့ဒီတကြောလုံးကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲအဲဒီအာမတ3 4ပဲဆိုလို့ရှိရင်လည်းပဲအခုချိန်ကြီးပွဲကားနေတာရှိတယ်တောက်ချောက် ရန်သူကတက်လာလိုက်ပြန်ဆုတ်သွားလိုက်တက်လာလိုက်ပြန်ဆုတ်သွားလိုက်နေတော့ရှိတယ်တမလာတော့စုတ်တာကိုလက်မခံမနဲ့တောက်လျှောက်သူစုဖွဲ့တဲ့နေရာကိုတော့ပြရှင်းရှင်းလိုက်ရင်တော့အဆင်ပြေသွားမယ့်အနေအထားရှိတယ်တဟို A အကျန် A ကနည်းနည်းပေါ့ပါပဲရှိတယ်ကျန်တဲ့အခြား PDF တို့ဟိုနဲ့ကချင်ဟိုအဲ့မှာချင်းလာချင်း PDF တို့နောက်တစ်ခါကျတော့ပလောင်တို့လည်းပါတွေ့ရတယ်အဲ့ဒါကိုတမလာအနေနဲ့သူတို့စုဖွဲ့တဲ့နေရာကိုဒါလိုက်တစ်ခါတည်းရှင်းလိုက်မှဆိုရင်တော့ဒါချက်ချင်းပြေလည်သွားလိမ့်မယ်လို့ ထင်ပါတယ်။နောက်ရခိုင်ပြည်နယ်ရအများကြီးဆုံးတိုက်ယူစရာလည်းတိတ်အချိန်ကြာကြာမပေးရပါဘူး။အထက်မှာလည်းရခိုင်မှာ area တွေကလည်းတလောက်မရှိတော့ဘူးเนาะ။အဓိကကတော့ထွန်းမြတ်နိုင်ရတာနိုင်ငံတကာကမွေးရေးစီဝါဖြန့်ဖြူးဖို့အတွက်ကိုသူလက်ရှိဒါတရားဥပဒေပေါင်းတဲ့မှာလုံဆောင်နေတဲ့တပ်မတော်ဖွဲ့စည်းအာဏာပိုင်ဖွဲ့စည်းတွေကိုဒါဟိုလူမျိုးရေးသေးခွဲပြီးတော့ဒါသူတိုက်ခိုက်ခိုင်းတာရှိတယ်။အဓိကတော့သူမွေးရေးစီဝါလမ်းကြောင်းနဲ့လုပ်ငန်းလုပ်ဖို့အတွက်ဒါဖြစ်တယ်။အဲလူမျိုးရေးဆိုပြီးတော့ဖန်ပြပြီးတော့တိုက်ခိုင်းလာတာဖြစ်တယ်။မနေ့ကဆိုလို့ရှင်လည်းပဲဒီအွန်လိုင်းအွန်လိုင်း တိုကိတ်မှာဆိုလို့ချင်းဒါ၈တသမ18ပေါ့ဘီလီယံမိုးတန်မိုးရှိတဲ့ဒါရခိုင်ကိုပို့မဲ့မိုးစီဝါစိတ်ကြောမိုးစီဝါလေးအများကြီးမိတယ်အဲ့လိုကလည်းတစ်ချိန်တည်းမဟုတ်အချိန်ပေါင်းများစွာမိတယ်နော်အေရလည်းဖယ်ပါဘင်လားဒေ့ဆိုမလေးရှားတို့ထိုင်းဘက်တို့ကိုမိုးစီဝါပို့တယ်နောက်ခါကျတော့ဘင်လားဒေ့စတရကဆိုလည်းနွားတွေအခုဆိုရင်အေ ဒီကဘလောက်ထိစိုးသွားပါလဲဆိုတော့ဟိုနွားတွေရခိုင်ပြည်တော်မှာရှိတဲ့နွားတွေတောင်တော်တော်ရှားပါးကြီးမရှိတော့နွားတွေတောင်မှဒါသူ2လနားမယ်3လနားမယ်တွေဖြစ်နေ။ ARG တိုင်းဘက်ကလည်းဒါတမ်းတော်ဘက်ကစစ်ကြောင်းတွေတောက်လျှောက်ပိတ်ထားတော့ ARG တိုင်းမှာရှိတဲ့နွားတွေကနွားခုတ်လမ်းကြောင်းရှိတယ်လေကွာကွာဘက်ကနေသွားတဲ့ဟာတွေနော်။ဒီဟိုကျွန်တော်တို့ လေးမျက်နာလို့အဒီဘက်ကနေသွားတဲ့နွားနွားခိုးတဲ့လမ်းကြောင်းစီအဲ့လမ်းကြောင်းလည်းတက်မတော့ကအခုပိတ်လိုက်တာမျိုးရှိတဲ့ခါကျနွားတွေတက်လို့မရတော့တာမျိုးရှိတယ်။အဲ့တော့ဟိုဘက်ကိုမလေးရှားဘက်ကို is for inch ဖြစ်တော့နွားတွေတအားအဖွဲတွေများတဲ့ခါကျလည်းရခိုင်ပြည်ထဲမှာနွားတွေတောင်မရှိတော့နောက်တစ်ချိန်ဆိုရခိုင်ကြီးရအေရီရတော့လှုပ်ဆောင်ကြကြရခိုင်ပြည်ရတော့အငတ်ဘီးနဲ့မကြခင်မှာတော်တော်ကြုံတွေ့ရနိုင်မယ်။ ဖွင့်ရချင်းပြီညိုပြီးတပိတ်တာကဟိုမှာ9000ရှိတယ်ဒီဘက်မှာမြန်မာပြည်မှာအလောက်မှရှိတာအဲ့တော့ဒီရခိုင်တောင်ပိုင်းမှာရှိနေတဲ့ပြည်သူတွေကတကယ်ဂျိုသား AC ပြီးတော့မှဒါသာလူနေမြစစ်အေးသူပုံများနေထိုင်နေတဲ့ပြည်သူတွေဖြစ်တဲ့အတွက်စိတ်တော်မကောင်းဘူးပေါ့နော်စစ်ပွဲကြီးရှာရင်စစ်ပွဲတာရှိလာလေပို့ပြီးတော့လူတွေဒုက္ခရောက်နေဖြစ်တာပေါ့နောက်နေမှာဘမောမှာဆိုလို့ရှိရင်နောင်ခိုးတို့မင်းလာတို့ကြီးရွှေကြီးနာတို့နော်အဲ့ မှာရက်ွက်တွေမှာရှိတဲ့အထက်မြင့်တိုက်တွေမှာသူ KIA တွေ PDF တွေချုပ်ပြီးတဲ့ကတော့ထပ်ပြေးကုန်ပြီ KIA တွေ PDF တွေပလောင်နေ AD ရှိတယ် အဲ့တော့တက်မလို့ဟိုနေမြင့်ရှင်းနေနေမှာနည်းနည်းတော့ကြန့်ကြာနေတာပေါ့ရက်ွက်တွေဖြစ်နေတာကြတော့ပြည်သူတွေလည်းအဲပြည်သူတွေကတော့မရှိတော့ဘူးဒီကောင်းတွေပဲရှိတယ်ဒါပေမဲ့အဲ့ဒီအဆောက်အုံကြီးတို့ဖြိုချဖျက်ဆီးပြရမှာကကျွန်တော်တို့ဟိုဂါဇာလိုဖြစ်သွားမှာဆိုလို့တက်မလို့မလုပ်ပဲနဲ့ထင်းထင်းသိမ့်သိမ့်လုံနေတာတော့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒါလည်းပဲကျွန်တော်တို့နိုင်တယ်မကြိုက်ပါဘူးကြိုလည်းမကြိုစို့ကြိုက်တယ်ကြောင့်ရှင်းစားရရှင်းလင်းစားကြီးကလည်းပြီးမှပြန်ဆောက်တာပြီးသွားပြီအဲ့ဒါဆိုတိုင်းပြီးအေးကျန်သွားပြီဂါဇာလိုရှင်းချပါလားဒီနေ့မှာအကြမ်းဖက်ရှင်းအကြမ်းဖက်ရှင်းတခါရှင်းရှုပ်လို့အလုပ်တွေရှုပ်တယ်ပြီးသွားရင်တော့ပြည်သူတွေအေးကျန်နေ အကြမ်းဖက်တွေရှိတဲ့နေရာမြေလန်အကုန်လိုက်ရှင်းဒါမျိုးဆိုတော့ဖွဲ့သိမ့်နေပါတော့ဒီလိုမျိုးပဲဟိုတက်တက်ညာညာလုံးတက်တက်ညာလုံးနဲ့ပြည်သူတွေလည်းပါတိတ်ဖြစ်ကုန်တယ်ဘာမှလေးလည်းစားရတဲ့အမကြီးဟိုရောက်ဒီရောက်ဒုက္ခတွေရောက်တော့အဲ့လိုမျိုးတွေဖြစ်နေတယ်အဲ့ပါကန်ဘက်မှာကြာတော့အဆင်ပြေတယ်ပါကန်ဘက်ကတက်မလို့ခဲထိချုံမှုတွေတော်တော်ကောင်းတယ် ိုင်းတောင်ဘက်မှာရှိအောင်ဟိုတောက်လျှောက်တော်တော်ကောင်းသွားပြီအတန်းတော့အားလုံးရောက်တဲ့နေရာမှာအဲဖားကန်ဘက်ကတော့ AC ပျော်ရွှင်ရပါတယ်နောက်တစ်ခုဝိုင်းမော့ဘက်လည်းဒါအပွဲတွေကနေတာရှိတယ်ဝိုင်းမော့ဆိုလည်းမနေ့ကကောင်းကောင်းထုတ်ပြတာပဲနောက်ဒရုန်းတွေနဲ့ကောင်းကောင်းကြာတာပဲ KI နဲ့ဖြစ်တာပဲဒီကချင်ကြောမှာတော့တမ်းတော်ဘိုင်းကနည်းနည်းစိတ်ချရတယ် စိတ်ချသွားလဲအနေဒါရှိတယ်။နောက်ချိုဘက်လည်းစိတ်ချလဲအနေဒါရှိတယ်။နီးစက်နေပြီးရောက်ပြီ။အဲအဲ့လိုပဲပြောမတင်းနဲ့ဆိုတော့ရောက်ပြီးတော့အခုနေရတော့တော်တော်ကြီးကိုကြိုဆိုတဲ့လူတွေရောပါတယ်တော့အများကြီးကိုမြင်တွေ့ရတယ်။ဒါလည်းပဲကျွန်တော်တို့ဝမ်းသာပီတိဖြစ်ရတယ်။ဒီတင်းတင်းနေရတော့ဒါ25ရက်2025စနေရက်ပေါ့နော်။စနေနေ့ကပေးဖို့တဲ့တရင်ကြောင်းရလေးပါ။အချမ်းဘက် PDF တင်အင်အား253ဦးခန့်နဲ့အဲဒီ6နိုင်16နိုင်အချိန်ကမှာငနန်းရဲ့မြစ်သားရဲ့ပေါတော့6ရွာဘက်ကိုမှတဆင်ပြီးတော့ဖုန်းက3စီးနဲ့ တဲကြီးကျေးရွာကိုရောက်ရှိလာကြပြီပေါ့နော်တဲကြီးကျေးရွာကိုရောက်ရှိလာတယ်သူကတော့မြေပုံညုံးနေပေးတယ်အဲ့ဒီမှာအာဒုံသုံးစီးရဲ့လက်နက်ကြီးတွေပါပါဝင်တယ်တဲကြီးကျေးရွာအတွင်းမှာနေတဲ့အဲ့ဒီနေရာတစ်ခုမှာသူတို့အထိုင်ချနေကြပြီဖြစ်တယ် နော်အဲ့ဒီမှာကအာစုံရမှာရှိတဲ့ဒါတက်မတော်ပြည်သူစစ်တို့တက်မတော်တို့ကိုနှောက်ယှက်တိုက်ခိုက်ဖို့အတွက်ကိုဟိုသူတို့ရောက်ရှိနေတယ်လို့ဒါကျွန်တော်တို့ကျွန်တော်တို့ကိုပြောပြပြီးသတင်းပေးဖို့ခိုင်းတာရှိတယ်နောက်သူကျွန်မကသိပါစေပေါ့နော်ဒါအမှန်ငယ်တော့ဒါလည်းတော့ပြည်သူတွေအေဂျင့်ရဲ့ပြည်သူတွေကသူတို့မျိုးနဲ့သူတို့ပြည်သူနေရတယ်အေဂျင့်စီကျင်နေပြီဗျာအေဂျင့်စီကျင်နေပြီဖြစ်တဲ့အတွက်အဲဒါမျိုးတွေ သတင်းပေးဖို့တော့အများကြီးပဲကျွန်တော်နှီးသက်တာလေးပဲပြောပြပါမယ်အရန်ရေးကြည့်တာလေးကမွန်တော်ရွာမှာဆိုလို့ရှိရင်လည်းစားသည်ဒီမစားတဲ့ခါကျတော့လူတွေကတော်တော်ကြီးကိုဒုက္ခရောက်တဲ့အကြက်သေးလေးဖြစ်ကုန်ကြပါပြီအဲကျမကြီးလည်းထိကြိုက်လာပြီသူတို့စားပြက်လက်တာတနင်းနဲ့6လရှိပါပြီတဲ့တခါစစ်ကြောင်းရောက်လာတဲ့အချိန်တော့တကယ်အိမ်မှာတက်မလို့သားတွေရဲ့ဟိုရိတ်ခါလေးတွေသူတို့ကြောက်ပွေကြမှာပါတဲ့ရိတ်ခါလေးတွေစားလေးတွေကိုခွဲပြီးတော့ကျွာထဲမှာဆိုတက်အိမ်ဟိုနှစ်ကြက်သားသုံးကြက်သားလောက်လीတော့မျှဝေပေးသွားပြောအဲ့ဒီ ဟိုစစ်ချောင်းရောက်လာတဲ့စစ်သားလေးလည်းတနာပါသူတို့မှရှိတာလည်းအကောင်လုံးလှူသွားကြပါတယ်တဲ့နော်ပြီးတော့အဲချောင်းရဲ့ထွေအုပ်ရုံနှမ်းမှာဆိုရင်လည်းဒီကမောထော်ရွာကနေပဲပြည်သူလဲရည်ရောင်းပြီးတော့ရိခါလေးစုပေါင်းပြီးဝယ်ထားတာရှိပါတယ်တဲ့ချောင်းနဲ့ကမောထော်နဲ့၃မိုင်လောက်ပဲကွာဝေးတယ်အဲ့ဒါကိုရောက်ရှိအောင်တည်ယူဖို့ဆိုတာအရန်ခက်ခဲနေပါတယ်တမတော်စစ်ချောင်းနဲ့လှုပ်ဆောင်ပြီးမှလည်းရမယ့်အနေအထားမျိုးရှိပါတယ်တဲ့အဲကမောထော်ရွာရဲ့ပတ်ချလဲအင်းစုတို့ဟိုရှမ်းစုတို့အင်းမတို့တပိန်အင်းတို့တောင်ဖီလာတို့ကအကောင်လုံးကပီဒီရဲ့ရွာလေးပဲဖြစ်ပြီးတော့ဝိုင်းခံတာရတယ်တဲ့ နော်ရှမ်းစုမှာဆိုလို့ရှင်ဟိုဟို PDF ကောင်းဆောင်မောင်အံ့ပါနော် PDF ကောင်းဆောင်မောင်အံ့ဒီလက်ကွင်းတောင် CDN ဖုံမှု drone တက်ကဟိုဥကြော်ဆွေပေါ့ဒါသူတို့နှစ်ယောက်ကတမီးတက်မဲ့ခမီးခမက်တွေပေါ့ဗျာအဲ့မှာဦးစီးနေတယ်တဲ့နော်အဲ့ရှမ်းစုမှာဆိုလို့ရှင် PDF တင်တန်းအကြောင်းလို့ PDF တရားသူကြီးလို့ PDF နယ်ရင်းလို့ PDF ပြည်သူစစ်တို့တည်တည်တည်တတ်တတ်နာဖွဲ့စည်းပြီးတော့နေရမြင်တွေ့နေရတော့ဒါမြန်မာနိုင်ငံသားတယောက်အနေနဲ့မြန်မာနိုင်ငံတဲ့ဟိုရဲ့ဟို ပြည်သူတယောက်အနေနဲ့စိတ်မကောင်းစွာအကြမ်းဖက်လက်အောက်မှာနေနေရတာကိုမြင်တွေ့နေရပါတယ်တဲ့เนาะဒါတွေကိုလည်းတပ်မတော်ကမရှင်းလင်းပေးတာကိုကစိတ်မကောင်းစိတ်မချမ်းမြေ့စရာဖြစ်ရပါတယ်တဲ့เนาะသူထပ်ပြောပြတာကရှမ်းစုမှာဆိုလို့ရှိရင်လည်းသူတို့ကပြောတဲ့မောင်အန်းရဲ့လက်ခွင်းတောင်စီရန်ပုံမူဦးကျော်ဆိုရင်เนาะဒုံတက်ကသူတို့ကဦးစီးပါတယ်တဲ့နောက် တောက်ဖီလာမှာဆိုမောင်ပေါ်တဲ့နော်တောကြောင်လေးဖုန်ကြီးရှိတယ်တောကြောင်လေးဖုန်ကြီးကတော့အခုတော့မရှိတော့ဘူးပဲပြောက်သွားလည်းမသိဘူးတဲ့နောက်ကချောင်းကဆိုဇာနီသိန်းနဲ့ဇာနီသိန်းဆိုအင်အား2000လောက် နီးပါးလောက်ကိုသူရှိတယ်သူကအရင်တော့ကုံသေးတဲ့ဟိုပဲလို့ဂျုံလို့เนาะအရန်ချမ်းတာလဲသုံးသက်တိုက်ကြီးတဲ့အဲ့တော့အဲ့ဒါကြောင့်ချောင်းမှာထွေးအောင်ရောင်းရနေပါဟိုဘက်ကမဖယ်ပေးနိုင်တာဒါကြောင့်ဖြစ်လိမ့်မယ်ဇာနေတိုင်းကအဲ့ဒီနေရာမှာဆိုလို့ဥဇာနေတိုင်းကအဲ့ဒီနေရာမှာတကယ်ကိုထိရောက်တဲ့ပုံကိုကြီးဖြစ်နေလိမ့်မယ်ထင်တယ်အဲ့တော့တောင်တော်ကတကယ်ခေါင်းနေမှာမရှင်းနိုင်တော့ဟိုဘက်ကရိတ်ခါရောက်ဖို့ဆိုတာမလွယ်ဘူးဖြစ်တာပေါ့အဲ့မှာရှိတဲ့ပြည်သူတွေကလည်းပဲစိတ်ဆင်းရဲစွာနဲ့ပဲ တမောလက်အောက်မှာနေခြင်းပဲအကြံဖတ်လက်အောက်မှာနေနေရတာမျိုးကျွန်တော်တွေ့တွေ့ရတယ်နော်နောက်ခါကျတော့ညံထူးတို့ရှမ်းစုမှာဆိုညံထူးပေါ့နော်အဲအဲ့လိုမျိုးသူတို့တွေကအုပ်ဆိုးနေတယ်ပေါ့အဲ့တော့တမတော်ဂျီနေနဲ့စစ်ကြောင်းထိုးပြီးတော့တကယ်ရှိတဲ့နေရာတွေပြည်သူတွေကဒီအကြမ်းဖက်တွေအောက်မှာမနေခြင်းလို့ပြောတာလေးတွေကိုဟိုလှုပ်ဆောင်ပေးမှဆိုလို့ချင်းတိုင်းပြည်အေးချမ်းပါလိမ့်မယ်လို့ပဲပြောကြပါတယ်ဗျာဒီချောင်းဥပမာတော့ဒါတမတော်ကြီးနေနဲ့ဒီပေးကြကြရှင်းလင်းသိပြီလို့တော့ကျွန်တော်လည်းထင်တယ်ဒါဘာမှမဟုတ်တဲ့နေရာလေးတွေတော့မှမရှင်းနိုင်ဘူးဆိုလို့ဆိုရင်တော့ အဲဒါတမိုင်းကြောင်းရတော့နည်းနည်းမကောင်းဦးထင်တယ်နော်ဟုတ်မှာအဲ့တော့အဲ့နေရာချောင်းဦးတို့ကမွန်တော်တို့အဲ့မှာရှိတဲ့ PDF တွေရဲ့ခေါင်းဆောင်တွေ PDF တွေရှိရနေတာတွေတရားရှင်းလင်းလိုက်မှာဆိုရင်အားလုံးအဆင်ပြေသွားမှာလို့မျှော်လင့်ပါတယ်ဗျာအားလုံးကျန်းမာပါစေအထက်အရာရှိပေါ်ပါမင်းအွန်လိုင်းတို့တိုးချုပ်ကြီးတို့အကူစော်ဖုံးရဲ့ကိုစားကျမပဲတုံးမှန်ပေးပါတယ်လို့ညဆိုရင်အဲ့လိုလက်ဒီကောင်းဒီကိုင်တဲ့ တမီလေးတောင်ပြောတယ်တမီပြောတယ်တဲ့အဲ့လိုကြတော့တနာဆရာကောင်းတယ်တဲ့ကိုစောဘုန်းကြီးကြတော့အကိုစောဘုန်းကြီးတနာဆရာကောင်းတယ်သူအများအတွက်နဲ့ဩပေးလိုက်တဲ့အတွက်ကြောင့်မလို့သူကဒီလိုမျိုးသူတယောက်ထည့်ခံရတယ်လို့ပြီးတော့လဲသူကဂယုနာတောတာပေါ့ဂယုနာတောတာ ਨੇ ပြောမိတယ်လေပြောမဆူမရှိရင်အထက်အရာရှိကြီး ခွင်လို့ပေးလိုက်ပါလို့ကြီးတဲ့အမှုသေးအောင်သေးတဲ့အမှုပပျောက်အောင်လို့သူကအောက်ချေစစ်သားတွေရောအားလုံးပြည်သူလူထုအတွက်တွေကောအားလုံးအတွက်သူကဟိုဂယုနာတောတာနဲ့အော်တာပေါ့နင်းနေပပသူကတောက်နင်းနေပပတောက်ရင်းနဲ့စိတ်လွတ်သွားတဲ့နေမှာပေါ့အရင်နင်းနေတောက်တော့အရင်တောက်တော့ရေးစစ်တင်လိုက်တယ်လို့ပေါ့အဲကြောင့်ပြောမဆူမရှိရင်တော့ ဖွင့်လို့ပေးပါလို့ညီမတမီးလေးတွေအဲ့လိုကြောက်လဲတနာဆရာကောင်းတဲ့ဥဆော်ဥဥဆော်ဖုံးရတနာဆရာကောင်းတယ်လို့ညီမဆိုဝမ်းနေတယ်ဝမ်းနေတယ်လို့သူကအမြအတွက်နဲ့သူကစိတ်ကောင်းစေတနာကောင်းရှိပါတယ်အကိုဆော်ဖုံးကြီးကြတော့သူကပဇတ်ကျမ်းတယ်စင်းကောင်းတယ်ပဇတ်ကျမ်းတယ်ရင်ထဲမှာရှိရှိတို့ပြောတာပေါ့ရင်ထဲမှာဟာနမဆောင်တတ်ဘူး ရင်ထဲရှိရှိတလို့ပွင့်ပွင့်လင်းလင်းပြောတာပေါ့ဟန်လည်းမဆုံးတက်ဘူးအဲ့လိုမျိုးကြောက်ဒါကြောင့်မဝမ်းနေတယ်လို့ပပမင်းအောင်နိုင်လို့ခွင့်လို့ပေးပါလို့သူကလည်းပပမင်းအောင်နိုင်ကိုအာကူပြီးတော့မှအော်အော်ပြောရင်ပြောတာပေါ့ပြောမှဆိုရင်ကိုစဖုံးဟင်းရဲ့ကိုစားတောင်းမှပေးပါလေတနာပါလေလို့သူ့ကိုတနာပြီးတော့ကုန်းကန်းသမီးနဲ့စားလို့မင်း ဟိုလူနဲ့စိတ်နဲ့တော့မကဘူးလူနဲ့စိတ်နဲ့လည်းမကဘူးလို့ကုကုနကုနကုတနိုင်ငံထဲရလူပဲလို့ကုတာသမီးလူတဘောထားပြီးမှလို့ခွင့်လို့ပေးပါလို့ကိုလည်းတရုတ်ဆိုတော့လည်းပမာစကားကျွန်းကျွန်းကျင်ကျင်ကမပြောတတ်